ိုလှုပ်ရမယ့်အလုပ်အရေးကြီးတာဘာလဲသိရပါလိမ့်မယ်။ကိုဦးစားပေးရမယ့်အလုပ်ကိုမသိရင်အရေးမကြီးတဲ့အလုပ်တွေကိုသွားလှုပ်နေပါလိမ့်မယ်။ဆရာမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။ဟုတ်ကဲ့ပါဆရာရှင်။ပြီးခဲ့တဲ့တစ်ပတ်ကတော့ဆရာကပေါ့နော်ဒီအလုပ်ရှင်တွေလူချင်းတဲ့ဒီဝန်ထမ်းတွေရဲ့အစွမ်းရည်နဲ့ပတ်သက်ပြီးတော့ဆရာကမျှဝေပြကြပေးသွားတယ်။အဲ့ဒီမှာဆိုလို့ရှင်ဆရာကဒီဝန်ထမ်းတွေရဲ့ပေါ့နော်ဒီအဲ ပူပေါင်းပေါင်းသင်းဆက်ဆံရေးဆွမ်းရည်တွေနောက်တစ်ခါဆိုလို့ရှိရင်အပူပေါင်းဆောင်ရွက်မှုအခြေအနေတွေနောက်တစ်ခုကကြတော့ဒီအခက်အခဲတွေပေါ့နော်ကြော်လွားနိုင်မှုအခြေအနေနောက်တစ်ခါပြောင်းလဲမှုအတွက်ကိုပေါ့နော်ဆရာကဒါရှင်းလင်းပြောကြားပေးသွားတယ်ပေါ့ဒီတစ်ပတ်မှာအောင်ဆရာကြန့်ရှိနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ဆရာကဆက်ပြီးတော့မျှဝေပြပါအောင်ရှင်ဟုတ်ပါတယ်သူပြောခဲ့တဲ့နော်ဒီကျွမ်းကျင်မှုဆွမ်းရည်လို့လည်းပြောလို့ရတာပေါ့နော်ဒီ၄ခုပြောရပါတယ်အဲ့တော့ဆရာဒီတစ်ပတ်တော့9အနေ30တိဆက်ပြောပါမယ်နံပါတ်9ကတော့ဝန်ထမ်းတွေကအချင်းကိုအကျိုးရှိရှိ အတုံးချတ်တတ်တာကိုလုရှင်နေတာသဘောချပါတယ်ပေးထားတဲ့အလုပ်တစ်ခုကို ပေးထားတဲ့အချိန်အတွင်းမှာအမှားမရှိအောင်လုတ်တတ်တဲ့ဝန်ထမ်းကိုသဘောချဆုံးပါပဲဝန်ထမ်းတော်တော်များများဟာပေးထားတဲ့အချိန်အတွင်းမှာမပြီးဘူးပြီးရင်လည်းမှားနေတယ်အဲ့လိုဖြစ်တတ်ကြပါတယ်အကြောင်းလို့ဆရာကတော့ဘာချံပေးတယ်လဲလို့ပြောလို့ရှိရင်အလုပ်တွေလုတ်တဲ့အခါမှာပထမဆုံးစပြီးတော့ကိုကိုကို ပြုစုပြောထောင်ရမှာက အချိန်ကြာချင်းကြာပါစေ မမအောင်ကြိုးစားပါမမအောင်ကြိုးစားတဲ့အခါမှာအလုံးလုံးတဲ့အခါမှာမမတော့ဘူးမမရင်ပြန်လို့ဆရာလို့မလားမလို့မလို့တော့ဘူးပြန်လို့ဆရာမလို့တဲ့အတွက်ကြောင့်ဥမာဆရာတို့ကစာတစ်ခုရိုက်တာကစာစာဝတ်တွေမကုံတော့ဘူးမင်းနေမကုံတော့ဘူးအဲ့တော့အမားမရှိအောင်ရင်ကြိုးစားအမားမရှိအောင်လှုပ်တက်လာပြီလို့ဆိုရင်မြန်မြန်လှုပ်တက်အောင်ကြိုးစားအဲ့တော့အလုံးတစ်ခုကအမားလည်းမရှိအောင်လှုပ်နိုင်တယ် မြန်မြန်လေးလုံနိုင်တယ်ဆိုရင်တော့အဲ့ဒါလှုပ်ရှင်နေရသဘောကြပြီပဲเนาะကြောင့်မို့အချင်းကိုအကျိုးရှိရှိအသုံးချရတာအဲ့ဒီကစားပါတယ်เนาะနောက်တစ်ခုကတော့အချင်းကိုအကျိုးရှိရှိအသုံးချဖို့အတွက်ကတော့ဦးစားပေးရမယ့်အလုပ်တွေကိုသိဖို့လိုပါတယ်ကိုယ့်အတွက်အလုပ်ထဲမှာကိုလုပ်ရမယ့်အလုပ်အရေးကြီးတာဘာလဲသိရပါလိမ့်မယ်ကိုဦးစားပေးရမယ့်အလုပ်ကို မသိရင်အရေးမကြီးတဲ့အလုပ်တွေကိုသွားလုပ်နေပါလိမ့်မယ်အဲ့ဒီကကြတော့ကိုအရေးကြီးတဲ့အလုပ်ကပြီးပါမလား မပြီးတော့ဘူးဒါကြောင့်မလို့ကိုနဲ့မဆိုင်တဲ့အရေးမကြီးတဲ့အလုပ်တွေအတွက်အချင်းကုန်ခံရင်းကိုရှောင်ပါလို့ဆရာပြောချင်ပါ Okay နံပါတ်6ကတော့စဉ်စစ်စဉ်းစားတွေးခေါ်တတ်တဲ့လူတွေကိုအလုပ်ရှင်တွေသဘောကျပါလေအင်္ဂလိပ်လိုကြတော့ critical thinking လို့ခေါ်ပါတယ်စဉ်စစ်စဉ်းစားတွေးခေါ်တာနော်အဲ့တော့အချက်လက်တွေကိုစဉ်းစစ်ဖို့လိုတယ်ဒါကြောင့်မလို့စဉ်းစစ်ရမယ် ပြီးရင်ဒီအချက်လက်တွေကမှန်လားမလားစဉ်းစားရမယ်စဉ်းစားပြီးတော့မှဆရာတော်ကတွေးဖို့လဲလိုတယ်ဒါလုတ်လိုက်ရင်ဘာဖြစ်နိုင်တယ်လဲအဲ့လိုစီစစ်စဉ်းစားတွေးခေါ်တတ်တဲ့လူတွေအလုပ်ရှင်ကသိသဘောကြတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်အဲ့လိုအလေးအကျင့်ရအောင်လို့ဆိုရင်ဘယ်လိုမျိုးလေ့ကျင့်လို့ရပါတယ်ဆရာအာသိကောင်းတယ်မိကောင်းဆရာတမိမေကွန်းထုတ်တယ်လို့ပဲမေကွန်းသာထုတ်တော့ဟုတ်လားအချက်လက်တစ်ခုသတင်းတစ်ခုရလာလို့ရှိရင်ဒီသတင်းဘယ်လောက်မှန်တယ်လဲ စဉ်းစားရတော့မယ်ဒီတရင်ကိုတန်းပြီးယုံလိုက်တာနဲ့အဲ့ဒါစစ်စစ်စဉ်းစားတွေးခေါ်တဲ့ဉာဏ်မရှိတော့ဘူးဘယ်လောက်မှန်တယ်လဲဘယ်ကလာတဲ့တရင်လဲဘယ်အရင်းမြစ်ကလာတာလဲဆရာတို့မှာအင်တာနက်တွေရှိနေတာပဲအဲ့ဘောတက်ပြီးတော့ဘသူကပြောတာလဲဘယ်တရင်ကလာလဲဆရာတို့ဓာတ်တွေကိုလုတ်ဖို့လိုပါတယ်တရင်အရင်းမြစ်ကစိတ်ချရလားဘယ်လိုက်မှုတွေရှိနေသလားဓာတ်တွေစဉ်းစားဖို့လိုပါတယ် သတင်းချက်လက်တွေကိုစစ်ဆက်ပြီးတဲ့အခါမှာစဉ်းစားတွေးခေါ်တဲ့အခါမှာလည်းဗက်မလိုက်ဖို့လိုပါတယ်ယုတ်တိရှိဖို့လည်းလိုပါတယ်ယုတ်တိရှိရဲဆိုတော့အင်္ဂလိပ်လို logic လို့ပြောတာပေါ့နော် logic မှန်ဖို့လိုပါတယ်စိတ်ကံစားမှုပေါ်မှာဥစားပေးပြီးတော့သတင်းချက်လက်တွေကိုမစစ်ဆက်ပါနဲ့အဲ့ဒါဆိုရင်မှားသွားနိုင်မယ်အဖေလို့လေကိုကြိုက်တဲ့ဘက်ကနေပြီးတော့ဒီတရင်ကမှန်တယ်လို့ယူဆမယ်ကိုမကြိုက်ရင်မှားတယ်လို့ယူဆမယ် ောလာဟာလာတရင်တွေကိုမယုံပါနဲ့ဒါကောလာဟာလာလို့မှန်နေအဲ့ဒီအကြောင်းကိုစဉ်းကိုမစဉ်းစားပါနဲ့နောက်တစ်ချက်ကတော့ဘက်ပေါင်းစုံရဲ့အမြင်ကိုလည်းကြည့်တတ်ဖို့လိုပါတယ်ဒါဆိုရင်တော့စစ်စစ်စဉ်းစားတွေးခေါ်တဲ့အရေးသွေးတွေညင်လာပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာနမခုနဲ့အချက်ကတော့ကျင့်ဝတ်ဖြစ်ပါတယ်ကျင့်ဝတ်လိုက်နာတဲ့ဝန်တန်းတွေကိုအလုံးရှင်တွေသဘောကျပါတယ် ကျင်းဝင်လိုက်တာဘာလဲလို့မေးလိုက်ရင်တော့လွယ်လွယ်လေးပဲအလုတ်ချိန်မှန်တာကျင်းဝင်လိုက်တာပေါ့ဟုတ်ပြီလားအလုတ်ချိန်တော့မမှန်ဘူးဆိုရင်တော့ကျင်းဝင်ဆိုတာကိုလုံးရမယ်နော်ဝတ္တရားလေးကိုလုံးရမယ်ပြုမှုလှုပ်ဆောင်ချက်လေးအလုတ်ချိန်တော့မမှန်တဲ့လူကကျင်းဝင်မလိုက်တာတဲ့လူပေါ့အလုတ်တွေကိုကောင်းမရှောင်တာကိုလုံးကိုလှုပ်တာဒါကျင်းဝင်ရှိရဲ့လူပေါ့ဥပဒေကိုလေးစားလိုက်နာတာဆရာဥပဒေကိုလေးစားလိုက်နာတာ ਨੇ ြင့်ဝင်တယ်ဘယ်လိုဆိုင်လဲမှန်တာပေါ့ဥပဒေကိုလေးစားလိုက်တာမျိုးမရှိရင်ကိုအပြစ်ပေးရေးယူခံရမယ်ကိုအပြစ်ပေးရေးယူခံရရင်ကိုလုပ်ငန်းဝင်လည်းထိခိုက်မှာပေါ့ရောဥပဒေလေးစားလိုက်တာမယ်ထုတ်ပြန်ထားတဲ့စီမင်းစိတ်ကမ်းတွေကိုလည်းလေးစားလိုက်တာမယ်ယူသားဖြောင်းမှတ်မှုရှိရမယ်တိတ်ခါသမားကြီးရှိရမယ်အထက်ကချက်ကတော့ကိုရဲ့လုပ်ငန်းဝင်မှာတချို့အချက်လက်တချို့တည်င်းတွေဟာထိမ့်သိမ့်ရမယ်တည်င်းတွေ အချက်လက်တွေဖြစ်နေတာပါတယ်အထူးသဖြင့်နိုင်ငံတော်အစိုးရရဲ့ဝန်တန်းနေရာဒီအချက်လက်ကို လိုက်နာဖို့လိုပါတယ်လှုပ်ရရမယ့်တည်င်းတွေလှုပ်ရမယ့်အချက်လက်တွေကိုလှုပ်ဝက်ထားပါမယ်ဒါကျင့်ဝတ်လိုက်နာတာ ဖြစ်ပါတယ်နော်ကောင်းပြီနံပါတ်၈အချက်ကတော့နှလုံးသားအရေးသွေးဖြစ်ပါတယ်နှလုံးသားအရေးသွေးကတော့သမီးနဲ့ခဏခဏလဲနော်အစီအစဉ်တွေမှာတင်ဆက်ပြီးသားပါအဲ့တော့နှလုံးသားအရေးသွေးကိုကောင်းတဲ့လူဖြစ်အောင်ကြိုးစားစေချင်ပါတယ် ုတ်ကဲ့ပါဆရာဒီနှလုံးသားအရေးသွေးကောင်းအောင်လိုရမယ့်အချက်တစ်ချက်ဆိုရင်ရောဆရာအနေနဲ့ဘာများပြောချင်ပါလဲဆရာနှလုံးသားအရေးသွေးကောင်းဖို့ကတော့ချက်တွေအများကြီးလိုတယ်ဒါပေမဲ့အခြေကအချက်ချက်တွေပြောပါဆိုရင်တော့ကိုချင်းစာတရားပဲကိုချင်းစာစိတ်ကလေးထားလိုက်ပြီးတော့လူရင်နဲ့ဆက်ဆံရင်ကိုယ့်ရဲ့နှလုံးသားအရေးသွေးကမြင့်လာပါလိမ့်မယ်နော်အကြောင်းလို့ကိုချင်းစာဆရာဟာသိရည်ကြည်ပါတယ်လုံးသားရည်သွေးကောင်းတဲ့လူဆိုတာတစ်ဖက်သားနဲ့ဆက်ဆံပြောဆိုတဲ့အခါမှာအသက်ကြီးတဲ့လူအသက်ငယ်တဲ့လူယာရုကြီးတဲ့လူယာရုငယ်တဲ့လူဘသူ့ကိုပဲဖြစ်ဖြစ် တပည့်သားရဲ့စိတ်ခံစားမှုကိုစဉ်းစားပြီးတော့နိုင်နိုင်ဆာဆာနဲ့ပြောတဲ့လူစာနာတဲ့လူဖြစ်ပါတယ်။နံပါတ်6ချက်ကိုသွားပါမယ်တပည့်။နံပါတ်6ချက်ကတော့ T twin synthesis ခြင်းဖြစ်ပါတယ်။အလုရှင်တွေက T twin synthesis နေတဲ့ဝန်တန်းတွေကိုသဘောကျတယ်။ T twin synthesis တဲ့ဝန်တန်းဖြစ်လာအောင်ဘာလုပ်ရမလဲဆိုအရာရာဆက်စုဖို့လိုတယ်။အရာရာသိကျင်ဖို့လိုတယ်။ဘယ်လိုဆက်စုမှာလဲ။ ဒီလောက်ကိုငါဒီလိုလုံနေမဲ့အစာပိုကောင်းအောင်ဘယ်လိုများလုံရင်ရမလဲဒီလောက်ကိုဒီလိုလုံနေမဲ့အစာပိုလွယ်အောင်ဘယ်လိုလုံရင်ကောင်းမလဲအဲ့ဒီလိုဆရာတို့ကဆက်စုကိုလိုပါတယ်အသေးစမ်းတွေကိုတွေးပြီးတဲ့အခါမှာလည်းလှုပ်ကြည့်ဖို့လိုပါတယ်မားချင်မားသွားမှာပေါ့မားသွားပြီမယ်လို့လည်းပဲကိုပြန်ပြင်လို့ရပါတယ်မမားတဲ့လူကလည်းမရှိပါဘူးဒါကြောင့်မလို့တီထွင်စမ်းတဲ့လူကိုလည်းလို့ရှင်တဲ့သဘောကြပါတယ်တီထွင်စမ်းတဲ့ညံနေကောင်းလာအောင်ကတော့ ပုံဆွဲပါ။ပကြီဆွဲပါ။တချင်းနားထောင်ပါ။ဟင်းအစ်စ်ချက်ပါ။ဟင်းအစ်စ်ချက်ပါလို့ဆရာဘာကိုပြောချင်တာလဲဆရာ။လူတိုင်းလူတိုင်းကဟင်းချက်မယ်ဆိုရင်ဥမာကိုဘယ်လိုချက်ရမလဲခေါင်းထဲမှာစဉ်းစားပြီးတာ။ဟုတ်ကဲ့ပါရှင်။မချက်တာလဲကိုကစာဥကြီးချက်တာ။ဒီတခါကျတော့ဘာမှစဉ်းစားမနေနဲ့ငါအကုန်လုံးယူလိုက်ပြီးတော့ငါတိထွင်ပြီးဟင်းတစ်ခုချက်ကြည့်မယ်ကွာဆိုချက်ကြည့်မယ်ဟုတ်ပါလားနော်ဟုတ်ကဲ့ပါဆရာတော်ဟင်းချက်တာကွာသလားမလို့ပြောလိုက်တာပါနော်နောက်တစ်ခါတော့အယုတ်ကလေးတွေဆက်မယ်နော်ပတ်စလုံးခေါ်တယ်အယုတ် ကပြားလေးဆိုအယုတ်ဖြစ်ဒါလေးဆက်ကြည့်မယ်ဒါတွေဟာတီထွင်ညာကောင်းစေပါတယ် online မှာလည်းတီထွင်ညာကောင်းဖို့အတွက်လုပ်တဲ့ game တွေရှိပါတယ်ဆရာတော်နေ့စဉ် game တစ်ခုကစားရတယ်ဟုတ်ကဲ့ပါဆရာအဲ့လိုကစားပါဒါဆိုလည်းတီထွင်ညာတွေကောင်းလာပါလိမ့်မယ်နောက်ဆုံးအချက်ကတော့အလုပ်ရှင်တွေကခေါင်းဆောင်ရည်သွေးရှိတဲ့ဝန်ထမ်းတွေကိုသဘောကျပါတယ်ခေါင်းဆောင်ရည်သွေးကလည်းသမီးညာလည်းဆွေးနွေးမှုပါတယ်ခဏခဏဆွေးနွေးပါတယ် ။ဘောင်းဆောင်ရည်သွေးရှိရာဘယ်လိုရည်သွေးလဲလို့ပြောရင်တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်။အများအတွက်နင့်နာခံတဲ့လူဖြစ်ရမယ်။အများကိုကူညီတဲ့သူ ဖြစ်ရမယ်။ဂရိတည်တဲ့သူဖြစ်ရမယ်။အကျင့်စရိုက်တာကောင်းပြီးတော့မှုသားမတုံးတဲ့သူဖြစ်ပါမယ်။လူတွေကိုချစ်ခင်မှုနဲ့စည်းရုံးနိုင်ရမယ်။ဒါကောင်းဆောင်ရည်သွေးပဲ။နော်ဒါတွေလည်းပဲတပည့်နဲ့အရင်နေတဲ့ဆွေးနွေးမှုပါတယ်။ ကြုံကြိုက်တဲ့အခါလဲထပ်ပြီးတော့ဆွေးနွေးပါမယ်နော်အဲ့တော့အခုဆရာကတော့အလုတ်ရှင်နေသဘောကြတဲ့နော်ဝန်ထမ်းတွေမှာရှိရမယ်အရေးအသွေးနော်နောက်တစ်ခုကကျွမ်းကျင်မှုလို့လည်းပြောစွမ်းရည်လို့လည်းပြောလို့ရမယ်အဲ့ဒါတွေတော့ပြောပြီးသွားပါမ ဟုတ်ကဲ့ပါဆရာဒီနေ့ဆရာပြောပြသွားတဲ့အတွက်ပေါ့နော်မျှဝေပေးသွားတဲ့အတွက်ဒီလိုအချက်လက်တွေကဒါရှိလာမယ်ဆိုလို့ရှင်ပေါ့နော်လိုက်နာလိုက်မယ်ဆိုလို့ရှင်ပေါ့နော်ဒါရှိလာမယ်အနာဂတ်မှာဆိုလို့ရှင်လေဒါပို့မှု ပြီးတော့ပေါ့နော်တိုးတက်ပြီးတော့ပေါ့ဟိုကောင်းမွန်တဲ့အနာဂတ်ကိုတော့ရောက်ရှိလာမှာပါဆရာရေဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်ဒီအစီအစဉ်မှာဆရာအခုလိုမျိုးအသိပညာတွေကိုမျှဝေပေးသွားတယ်လေဆရာအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကောင်းပါပြီ